ဟုတ်ကဲ့66 69ရရနော်ဟန်တာရဒီနေ့သောသောစီထပ်ပြီးအောင်ဝဲခံရတယ်နော်ဘောက်ရှောက်ကိုအောင်ဝဲခံဟာကဲအားလုံးတက်လာကြလိုက်တစ်ချက်ကြည့်မယ်လိုက်ကလေးတစ်ချက်ဒီပါလေးများရင်ကျွန်တော်ခဏပြောမယ်ခဏလေးစောင့်နော် ကောမတ်ထဲမှာလိုက်ရေးပေါ့နော်အကုန်ပေါက်ပါနော်ကောမတ်ထဲမှာအကုန်လိုက်ရေးပေါ့ကိုသုံးအချင်းကိုကျွန်တော်တို့ဗာနဲ့ကြိုက်ခိုင်းနေနှစ်ခွန်၃ဟမ်နှစ်ခွန်၃ရ6နဲ့နော်ကြိုက်ခိုင်းနေဥစားရေဘောက်ဘူးရကောမတ်ထဲမှာလိုက်ရေးနော်69မပေါက်ဘူးတော့မပြောနဲ့နော် ကျွန်တော်လူတွေအကုန်လုံးပေါက်တယ်နော်ဘိုးပတ်တီမှာ60ကုန်းနဲ့ကုန်ရနော်ဘိုးပတ်တီမှာ60ကုန်းနဲ့ကုန်ရဆက်တယ်အဲ့လိုမျိုးရကောင်းတယ်ကုန်ဖြည့်တာနည်းနည်းကြကြလေးထွက်မယ်နော်ဟုတ်သားဗျာဒီကတော့ပါလဲဆိုတော့ တောင်းတဲ့တယောက်ကတစ်ချက်ယုံကြည်ရမယ်နှစ်ချက်ပြောတိုင်းကိုလိုက်လုပ်နိုင်ရသုံးချက်ဖုန်းနံပါတ်ကလေးတွေမပြောက်စေနဲ့အဲ့ဒါဆိုရင်နေ့တိုင်းပတ်စံဝင်မယ်နော်ဒီဒူးဒီဖွင့်နေတဲ့တပတ်တာကာလမှာမဝင်ဆိုရပနေရနော်မကြောင်းသိအောင်ပြောပြလူတွေကတခါကြရင်ယုံကြည်သလိုလိုမယုံကြည်သလိုလိုပေါ့ဗျာ ဟာအလားလေးတွေကိုနည်းနည်းလေးဖြော့တဲ့ရုံးကြည့်အခုလိုပဲနေ့တိုင်းအောင်အောင်တနေ့နာနေ့တွေဆက်အောင်နော်တနေ့နာနေ့ဆိုရင်ညနေပိုင်း86ခန်းဆက်အောင်လိုက်တာမနေ့ရဆိုရင်မနက်မနက်ကောညအောင်နော်ဒီနေ့အခုမနက်ပိုင်းကျော်တော်ဖူးနေ့မနက်ပိုင်း69နဲ့ထပ်အောင်ပြန်ပြီး ကဲ comment တွေဖြည့်တာမေးဘယ်လောက်ပို့ရလဲဆိုတာနော်အားလုံးညနေထပ်ပြီးတော့ကိုင်မယ်ကောင်းရင်ဆိုညနေကိုထပ်ပြီးတော့ကိုင်မယ်အားလုံး comment တွေဖြည့်တာနော် comment တွေဖြည့်တာမေးဘယ်လောက်ပို့ရလဲဆိုတာလက်မလေးနှိပ်တာတကယ်လို့ရှိလက်မလေးနှိပ်တာနော်အပြောမဟုတ်ဘူးနော်တကယ်လုံးနဲ့သက်စီပြရလေးလေ ရုံးနဲ့သက်သေပြနေတာ၃ရက်ကို၄ချိန်ထွက်ပါကျွန်တော်ပြေးတယ်ကနနော်လာယူတဲ့လူတွေအကုန်ပေါက်တယ်ဘာတို့တို့ဒီရှုတွေကြတော့လဲတနားီနှစ်နာရီလောက်မှလွှဲမဲ့လူတွေနဲ့နော်ဂရီးတီရဲ့လူကိုဆက်ပေးမယ်လေးမတီရဲ့လူကတော့ဂျောင်းဘလော့ပဲနော်ဒီကတော့ယုံကြည်နေအောင်ပေါက်နေမှာ မနက်ကပေးလိုက်တယ်ပတ်သီးရယ်မိန်ကွက်အဲ့ဒီထဲမှာမှာ69ပါ96ပါနော်အဲ့တော့ညနေကိုကျွန်တော်တို့ကဒီနေ့ဗုဒ္ဓဘူးနေ့ညနေပေါ့နော်ဒီနေ့ဗုဒ္ဓဘူးနေ့ညနေကိုဒီနေ့ကဗနေ12ရက်17လ2025ဗုဒ္ဓဘူးနေ့ညနေကိုညကျွန်တော်ပြောခဲ့တာပါအချိန်ကိုသုံးချက် ကိုကတော့ကြာပါဘူးနော်ကိုကတော့ကြာပါဘူးဒါပေမဲ့တုံးကတော့ထိုက်ခင်းနေတူတိုက်ပေါ့နော်ကျွန်တော်ကတော့ညက်နေဘူးပတ်တိမပေးဘူးဟဲနေလို့လာယူတဲ့လူနှစ်ကော့ထဲပေးမှာဟမ်ဟုတ်လားနည်းနည်းနှစ်ကွက်ထဲပြီ။ဒါပေမဲ့အခုဒီရှိလက်ရှိတိုင်းမှာကျွန်တော်ပြောခဲ့အောင်မယ်။နော် ခဏလေးရေးရေးရေးစောင့်ကြည့်ဒီကတုံကြည်နေရမယ်ကျွန်တော်ပြောသလိုမျိုးလိုက်လုံနိုင်ရမှာနောက်တစ်ချက်ဖုန်းနံပါတ်တွေမှတ်ထားအဲ့ဒီတုံးချက်ရှိုံနဲ့အမျိုးတို့တပတ်မှာ၁၀ချိန်ရှိတယ်အနေဆုံး၅ချိန်၆ချိန်အမြဲအောင်နေရမှာနော်အဲ့ဒါပဲအခုဆိုရင်ကျွန်တော်တို့ကနေ့ရတယ်၃ရက်၃ရက်ကို ့၄ချိန်အောင်ပါတက်ကြည့်ဗျာ၃ရက်ကို၆ချိန်ကို၄ချိန်အောင်ပါဒါညနေတစရာကြံသေးတယ်နော်ညနေတစရာဆောက်အောင်ပွဲပွဲရလှနော်ကျော်လူဆိုပျော်လို့ဘူးကောင်ကကျွန်တော် message တွေပို့တော့ဖုန်းမဆက်နဲ့ live မှာမလို့နော်အားလုံးပြောထားညနေထွက်အောင်အောင်ညုံကြီးရူရောမလားနဲ့ငန္တာရဲ့ဘာဖြစ်လို့ကျွန်တော်ကစကားပြောတော့သက်သာသေးတယ် ်ယုံကြည်လို့လာရင်တော့ကျွန်တော်ပြောသလိုတော့လောက်ပေါက်ကိုပေါက်အောင်နော်ပေါက်ကိုပေါက်အောင်အဓိကပါတယ်ယုံကြည်နေရမယ်နော်တို့ကျွန်တော်ဟိုပြင်နေမှလည်းတင်ထားတယ် Facebook ပြင်နေမှာ Facebook ပြင်နေမှာပါတင်ထားတယ်ဆိုတော့ကိုယ်နဲ့ပတ်သက်တဲ့ဟာပါတယ် Facebook ကလူတွေကုန်ရတယ်နော် ေးသောကလူတွေတယောက်မကြံအကုန်ရယူယူကလူတွေလည်းတယောက်မကြံအကုန်ရဒီကြမ်းရပြီဆိုတော့ချိရဲသူလိုက်ပေးထားတဲ့လူလက်မနှိပ်ထားတဲ့သူနော်ဆောက်ဖွဲ့ပါလုပ်ထားတဲ့လူတော့ဝင်ရခန္ဓာရဖြုံတွေဝင်ကြည့်တဲ့လူကရရင်မရအဲ့တော့ဟုတ်ချက်ကိုအောင်လာဝမ်းတာ ောမကလေးဖြည့်တယ်ဗျာနော်ညနေကိုကျွန်တော်ပြောမယ်ဒီညနေ12ရက်17လ2025နော်6နာရီ30အတွက်6နာရီ30ကိုဖွန်နှစ်တလုံးနော်ဖွန်နှစ်အချိန်ပေါ့နော်ဖွန်နှစ်အချိန်ကိုပြရမယ်ကနန်းကိုကျွန်တော်ပြောခဲ့မှာ ခွန်းအချင်းကိုတဲ့ရှစ်သုံးတက်နေကပ်ပါနော်ခွန်းနဲ့အချင်းကိုရှစ်သုံးတက်နေကပ်ပါနော်ပါဝါနှက်ခတ်တဆုံးပေါ့ကြီးပေါ့ဗျာကြီးပေါ့နော်ခွန်းနဲ့တလုံးကိုရှစ်သုံးတက်နေကပ်နော်ဒါညနေစာပြောနော်ခွန်းနဲ့တလုံးကိုရှစ်သုံးတက်နေ ညာညနေတော့ပြောခဲ့ဒါပေမဲ့ကျွန်တော်ရှိမှလာယူတဲ့သူကျွန်တော်ကနှစ်ကွက်ထက်ထုတ်အဲ့ဒီနှစ်ကွက်ထဲကိုတိုင်မင်းနေနေထိုးကျင်နေဆိုရင်ဖုံးဆက်နော်ဟာလာဖုံးဆက်တဲ့သူပုံရမယ်ညနေဆက်ပြီးတော့အောင်ဘွက်ခံအောင်မယ်နော်ညနေတော်တော်အောင်ဘွက်ခံလိုက်နော်အောင်ဘွက်ခံပါ အဓိကကတော့ဟိုကျွန်တော်လူရင်းတွေကတော့ပြောစရာမလိုတော့လူရင်းတွေကချိန်ချိန်ကြရင်ပေါက်ပြီးသားပဲချိန်ချိန်ကြရင်ပေါက်ပြီးသားနောက်တစ်ချက်ကျွန်တော်ဆက်ပြောမှာသူကျွန်တော်တို့ဒီနေ့ကပို့တော့ခုဖုန်းနံပါတ်လေးပေးပါလား Joker Channel ဆိုတဲ့အကောင့် Joker Channel ကနော် ဖုန်းနံပါတ်က84လုံးမဲ့ကောမန့်ထဲမှာလိုက်ရတယ်နော်84လုံး933 49လေးကိုနော်ဖုန်းကြီးက4လုံး930လေးကိုနော်တော့ဖြောက်ရနေတဲ့သူတွေကိုကျွန်တော်ပြောချင်တယ်မနေ့ပိုင်းကဦးကကျွန်တော်ကလာယူတဲ့လူတွေကိုပတ်သီးနဲ့မိန်ခွန်းနဲ့ပေးလိုက်တယ်မိန်ခွန်းမထီပတ်သီးထီအခုကမိန်ခွန်းကိုပတ်သီးရောဆိုနှစ်သီးစားပေါ့နောက်နေကြတော့ပတ်သီးမပေးဘူး ညပုံမှန်ပဲဟိုရထားတာကြီးပြန်မပါသေးခြင်းတော့မင်းကွက်ပဲရွေးပြမှာနော်အဲ့ဒီမင်းကွက်ကိုပဲထိတိမမိလိုက်ထိုးရဟုတ်လားစေစနာကိုနားလဲနင်းရညက်နေရကျွန်တော်မပတ်ခိုင်းလို့လည်းသူမပတ်ကြတာမှတချို့တွေကအရန်မို့အရန်တထောင်ဟုတ်ထောင်လင်းကဘူပတ်တဲ့သူတွေထက်ရလုံးရတလုံးနဲ့ကျွန်တော်သုံးလေးသုံးကွက်ထုတ်ပေးလိုက်တယ်ဒါပေမဲ့သူတို့ကျွန်တော်မပတ်ခိုင်းမပတ်ခိုင်းနေတော့သူတို့တချို့တွေကလင်းငါးရဘူတထောင်ဟုတ်ပတ်တယ် လေငါဘူတထောင်ဘူပဲတော့အဲလေငါဘူတထောင်ဘူရဟမ်အဲ့တော့ဒီညနေလည်းဒီတိုင်းပဲလို့ဒီဒီနေ့ဘူတခုနေညနေစနေနေ့ဘူတခုနေညနေဘူလားမပခံမင်းကပဲထိုးခံနှစ်ကွက်ပဲထိုးနှစ်ကွက်နော်အဲ့ဒီနှစ်ကွက်ကိုဆိုချင်ရင်ကျွန်တော်ပြောရင်ခုနကကျွန်တော်ပြောတဲ့ဖုန်းနံပါတ်ခုံကြီးပဲလေးလုံးခုံလေးကြီးပဲလေးလုံး9 3 3 9 4 9 အဲ့ဒီဖုန်းနံပါတ်ကိုဆက်နော်ရန်ကဘာလဲဆိုစိုက်ဝင်လာပြီဆိုရင်လက်ဖျားဆက်တာတော့မရအဲ့ကျွန်တော်စိုက်ကြီးကမဝင်ဘူးဆိုတာမရှိပါဘူးအမဲလိုလိုဝင်တယ်ဘာကြောင့်အမဲလိုလိုဝင်လဲလို့ပြောလဲဆိုရင်ဇဘတ်ကိုဗျာဆယ်ချိန်ရှိ9ရက်ဇရာဆယ်ချိန်နော် ငါရဲ့ဇာဆယ်ရောဆယ်ချိန်ကိုမဝင်ပါဘူးဆိုတော့အနေနဲ့၄ချိန်၅ချိန်ကအပုံမှန်ဝင်လာဟမ်ဘယ်မဲ့ကျွန်တော်ရှိမှဟိုအမတ်တယောက်ရှိအမတ်တယောက်ဖုန်းလည်းမဆက်ဘူးနော်အဲ့ဒီအမတ်ကိုကျွန်တော်ပြောချင်တယ်ဗျဖုန်းဆက်ပါနေ့တိုင်းဖုန်းဆက်ပါနော်ညို့လို့ပြောတာဟုတ်တယ်ဖျားရှင်းတာတော့မရဘူးနော် တကယ်စိုက်ဝင်လာပြီဆိုရင်နတ်ဖယားစင်တာတော့မရဖယားမဟုတ်နတ်ဖယားဟုတ်ပြောဖယားကိုကိုကွယ်နေတယ်ဖယားဟောမပြောနှလုံးနဲ့ဘာမှမဆိုင်ဒါဥပမာတာရကာလေးပြီးတာပြောပြဟုတ်လားတကယ်စိုက်ဝင်လာပြီဆိုရင်တားလို့မရကျွန်တော်မနက်ကလည်းညလည်းကျွန်တော်ပြောတာပဲတော်ပြောရတယ်ဘာပြောလဲဆိုတော့ကိုသုံးတလုံး ကတ်ရမယ်ကီးရဆိုတခါပြောခဲ့တယ်ဟုတ်လားအခုလေကျွန်တော်ရှင်မှာလာယူတဲ့လူတွေတယောက်မကြံဘူးရဟုတ်တယ်လေအင်းဟုတ်တယ်လေဆာရီးတာကိုလောသွားပါဟင်အဲ့လိုမျိုးအမေ ဒါနေတဲ့လူတွေကတော့ယုံကြည်ကြီးနဲ့ကျွန်တော်ရှိ ਉ ညီကိုလိုတငယ်ချင်းလိုမိတ်ဆွေလိုကိုတူကိုသားလိုနော်ဟိုယုံကြည်ကြီးနဲ့လာပြီးတော့ယူတဲ့လူကတော့ကျွန်တော်ပြောပြီးသားကျွန်တော်ကဒီလိုအခုဆိုကြပါဆိုတာမင်းကလာယူတဲ့လူလေအဲ့ဒီလေးဒါရေးဆရာကြီးပါလို့ကကိုတို့လုံးပြောင်းဆိုင်တော့ကိုကနေကုန်လား ဒါပေမဲ့ကျွန်တော်ကဖမ်းထားတာဒီပနက်ပဲဒါပေမဲ့နေကုန်ဆိုပေမဲ့ဒီမနက်ကိုတင်တော့ဒီမနက်ထွက်သွားညနေကိုထပ်ပြီးတော့ခိုင်းမှာအဲ့ဒီတည်းမှာကျွန်တော်ဘာပြောရလဲ909နှစ်669နော်ဆိုတော့96ဆိုတော့မရဘူးလားကျွန်တော်လည်းစေတနာနဲ့လည်းတင်ပေးနေတာပါညီကိုကြီးတဲ့ဆရာကြီးတော်လည်းမဟုတ်ပါဘူးတဲ့အိမ်သူလွန်မှုရင်းစစ်ဆိုတဲ့အခါဒါပဲလေ လူတွေကဒီလိုပါပဲဗျာစေတနာနဲ့ကိုတို့တို့ကျွန်တော်တို့လိုစေတနာနဲ့တင်ပြီးတဲ့လူတွေကဘာနဲ့အလားတန်တူတယ်ဆိုတော့ကျွန်တော်ပြတ်ပြတ်မသိတာညိုင်းတာတော့မဟုတ်ဘူးကျွန်တော်တို့ကျွန်တော်ကိုကျွန်တော်ကိုစားပြီးပြီးကျွန်တော်ပြောမယ်အကိုတို့မပြောဘူးစေတနာနဲ့တင်ပြီးတဲ့လူတွေမရှိဆုံးတော့တဲ့အင်္ဂါလိုပဲသိတာအင်္ဂါတက်ခံနေမှာတတိယကြတာ တအားရှုံးလာပြီတအားဟွန်းင်းဖြစ်လာပြီဆိုတော့မှအာကဲပါအောင်ဒီမတို့တော့ဘလောက်ရှုံးလာပြီအကိုတို့တော့ဘလောက်ရှုံးဘလူးရှီမှာရှုံးလာလဲမေးပြီအာဟိုကထိုးတရားထိုးကျွန်တော်တို့ရှီမှာလာထိုးတဲ့လူကြီးကမရှုံးဘာကြောင့်မရှုံးလဲကျွန်တော်အရှင်းကြိမ်ပေးတာကျွန်တော်ညာပြောတဲ့စကားလို့ပေါ့ဘာပြောလဲဆိုတော့တကွာကောင်းလို့နှစ်ကွာကောင်းလို့သူကလူးချင်တယ်ကျွန်တော်ရရင်အခုလို့တက်ပေးမယ်တရားယူဒါပေမဲ့ ။တကွက်ကောင်းနှစ်ကွက်ကောင်းဆိုတာအကွက်100မှာအလုံးပေါင်း200ရှိတယ်။ဟုတ်လား။အကွက်100မှာအလုံးပေါင်း200ရှိတယ်ဥစ္စာ။အဲ့ဒီအလုံးပေါင်း200တွေကနှလုံးသလုံးကိုတူဖို့ဆိုတာ။တောင်းတောင်းစကီးနဲ့လည်းမရဘူး။တောင်းတောင်းကန်နဲ့လည်းမရဘူး။ဆက်ကင်ကြီးကသလိုပိုင်းချချင်လို့ချတာကျွန်တော်တို့လည်းကျွန်တော်တို့ကဘလို့တွတ်တွတ်မယ်ကျွန်တော်တို့တွတ်တယ်ဆိုတာလက်တွတ်မှုเนาะတွတ်နည်းမျိုးမျိုးလိုရှိတယ်ဒါအကူလိုစေစနာဆရာတွေဆိုသည် အာဝီချိတ်အတွက်ဒါတော့ပင်ကြအတွက်ဒါတော့ဟုတ်လားပင်ကြောထောက်ပြီးတော့စောင့်တာတော့ကနနာအကျယူတာတော့အဲပေါ်ပင်ကျွန်တော်တို့နှစ်ပင်ကူးသုံးပင်ကူးလေးတွေတွက်တာအမျိုးမျိုးရှိတယ်အဲဒီလိုစီကြောမတ်တက်တွေနဲ့ယူတွက်နေရဒါပေမဲ့ကျွန်တော်တို့ကလည်းမြေဆန်းခရံပြူအမှောင်နဲ့ခဲပင်နေရအဲ့ဒီအတိုင်းတာမှာကျွန်တော်တို့အကူလို့လုံးစေစနာနဲ့တင်ပေးတဲ့သူတွေက မှန်ပါတယ်တရားရဂိုင်းနှုံးဖွက်ပါမယ်လို့အာမမခံရဘူးကျွန်တော်တို့ကလူမှန်နေသိတယ်လူမှန်ဆိုတာကကနန်းမှန်တော့ပြောတာမဟုတ်ဘူးရိုးရိုးသားသားနဲ့မှန်မှန်ကန်ကန်ပဲပြောတတ်တယ်မှန်ပါတယ်လို့သွားပြောလိုက်ကျဆိုကြပါလို့ဗျာကျွန်တော်ရှိလို့လူတယောက်ကလာတယ်တကွက်ကောင်းလို့ချင်းနှစ်ကွက်ကောင်းလို့ချင်းချင်းစီလေတရားရဂိုင်းတော့မွှွှင့်မနေစင်းမယ်အာမခံတယ်လို့ပြောပြီးထိုးခိုင်းလိုက်ဥပမာကဲအဲ့ဒီကနန်းကိုတသိန်းမှုထိုးကနှစ်သိန်းမှုထိုးပါကျွန်တော်တို့က၄ပဲထွက်တာ ပါဇက်နဲ့လေပဲထွက်တာဘဒုကုံပါလေသူတို့တွေပဲကုံဟုတ်လားတကယ်လို့ကနေရသွားရင်တော့သူတို့ရမယ်သူ့ကိုထွက်ပြီးတယ်မဟုတ်ဘူးလေစားမထွက်သွားကြည်ပါလားသူတို့တွေဘဝပြတ်ပြီဘဝပြတ်ပြီဆိုတော့ဘဝကြီးပြတ်သွားတာမဟုတ်ဘဝလောလောဆယ်စားဝတ်နေရအခက်ခဲပူပင်လေးတွေရပါအဲ့ဒီအပူပင်တွေရဲ့ နောက်ဆက်တွဲဖြစ်လာမယ်အကျိုးဆက်တွေကျွန်တော်တို့မခံလာနိုင်ဘူး။အတော့ကျွန်တော်တို့ကစေတနာနဲ့ပဲဘလူးရှီယာမှာငွေတပြားတစ်ချက်ချိုးမယူဘူး။စေတနာနဲ့ပေးလိုက်တယ်ပောက်သွားရင်ကျွန်တော်စေတနာကြီးကြီးဆိုဒါပဲ။ဟုတ်လား။အဲ့လားစေတနာဆရာကြီးပဲ။ဟုတ်လား။ဒါပေမဲ့ကျွန်တော်တို့ကတော့တန်ဖိုးမထားတာဘာကြီးတန်ဖိုးမထား။အဲ့လိုမျိုးကနန်းကိုဟိုအပိုင်တို့ဘာလို့မပြောတဲ့သူမဟုတ်တဲ့အတွက်ယုံကြည်မှုတွေအားနဲ့စေတနာဆရာကြီးအများကြီးရှိတယ်ဗျာ။လိုင်းမုံမှာ။ လက်ချိုးရည်လိုတော့မရဘူးအများကြီးရှိတယ်အဲ့အဲ့လိုလူမျိုးတွေကျွန်တော်မှမဟုတ်ဘူးเนาะအခုစေစံနာနဲ့ပေးနေတဲ့လူတိုင်းကိုပေါ့မှစေစံနာကြီးလွဲ1000 2000 3000ပေါ့ဗျာအများဆုံးလွဲဆိုတဲ့လူတွေကိုယုံကြည်ကြပါဟုတ်လားဖွဲ့ဝင်ကြီးတွေပိတ်ခေါ်မမကြီးတွေပိတ်ခေါ်အဲအဲ့လိုလူမျိုးတွေကြတော့ဝင်လိုက်ကြတာတတတတတတကျွန်တော်လည်းတွေ့နေရတာပဲခု ဟိုညီကိုတော်လေးတငယ်ချင်းတွေတည်းမှာလည်းတွေ့နေရတာပဲဒါသူတို့မမှန်ဘူးလို့ပြောတာပေါ့မှန်တယ်လူတယောက်ကအဲ့လိုမျိုးကြိုပေးလိုက်ရပြီဆိုတော့အခုဆိုကြပါဆိုသူစီကကျွန်တော်ကြိုယူထားတယ်သူ့ကိုပေးလိုက်တဲ့ကနေမမှန်ကျွန်တော်မှအာယုံရဆာသူကျွန်တော်ကြိုမယူထားဘူးမမှန်နဲ့ဟာဖြစ်ဘူးလေဟုတ်လားဒါမှန်အောင်လို့တော့အတက်နိုင်ဆုံးကိုဘကပေးတာအဲ့လိုမျိုးလူတွေအဲ့တော့ကျွန်တော်တို့စေစနာဆရာတိုင်းက လူမတုံးနဲ့ရှီကိုအိမ်သားလို့ပဲအာမှတ်တာတသက်လုံးမှတ်တာသူရှီကိုခံနေကြမှာတတိယနော်ကြံတဲ့ချိန်သတိမရသူရှုံးလာပြီသူပုစုပစက်အကျွေးတွေထူလာပြီဆိုရင်စေစနာဆရာကြီးအလကားဆရာကြီးကိုလိုက်ရှာအဲ့တော့ကြာရင်လည်းသူတို့ကဗာပြန်လောက်တယ်လိန်ပြန်တာပဲအခုဆိုရင်ကျွန်တော်ဒီမနေ့လာတောင်းနေတဲ့အထဲမှာတယောက်ချင်းစီတိုင်းရည်ပြလို့လည်းရတယ်ဖုံးဆက်ပြောနေဟိုဖုံးနံပါတ်တင်ပြလို့လည်းရတယ် ဒါပေမဲ့ဥပမာဆိုရပါစေလုံးလာတောင်းခုနှစ်လုံးလောက်ကဖုံးမကန်ဘူးစပိတ်ထားအဲ့တော့ဒါကျွန်တော်မပြောပါဘူးပေးမိတိုင်းပေးပါမယ်ပေးမိတိုင်းပေးမယ်ကျွန်တော်ပြောပြီးသားစီစဉ်တဲ့ဆရာကြီးကိုစော်ကိုင်းအလကားလာယူတဲ့လူတွေရှိလူတွေကိုစော်ကားရင်တနေ့သူသောအကျူပေးတတ်တယ်ဒါပဲပြောတယ်ကျွန်တော်မပြောဘူးဟုတ်နော် ကျွန်တော်ပြောပြပါရင်ညနေကိုခွန်နှစ်တလုံးဟောကျွန်တော်ကြိုက်တာပေါ့နော်ကျွန်တော်စိုက်အရာကျွန်တော်တွေ့တာကိုကျွန်တော်ပြောပြတာခွန်နှစ်တလုံးကို၈3နဲ့ကပ်ပါနော်အာရှင်းရှင်းလေးပဲခွန်နှစ်တလုံးကို၈3နဲ့ကပ်ညနေကိုပေါ့နော်ဟုတ်လားဒါပုံမှန်အတိုင်းပဲကျွန်တော်တို့ကတောင်းတာစိုက်မပြတောင်းတာမဟုတ်ပါဘူးအဲလိုတို့မပြဘာဖြစ်လို့မပြရလဲ ြရနေတယ်ဒီလိုပဲဟိုကနဲ့ဟိုကနဲ့ပေါင်ဒီရနဲ့ဒီရနဲ့ပေါင်ဒီပရိတ်ကတော့ဒီလိုရှိတယ်ဒီပင်ကြရတော့ဒီလိုသွားမှာလိုက်တွေ့ပြရနေတာပဲအချိန်ကုန်တို့ရင်းတို့ရှင်းမယ်ဒဲပဲတိုင်ရင်ထိုးမကြရင်ထိုးမယ်အာအဓိကကနန်းကိုပေးတယ်ကနန်းမှန်နေဖို့လို့ပဲဟုတ်တယ်နော်음ဟုတ်တယ်အမှန်အမှန်ပဲလေနော်ညတို့ပဲစဉ်းစားဆရာကြီးဘောကအဲ့ဒီလိုပဲအဲ့တော့ကျွန်တော်ပြောပြပါပြင်ညနေကို ကျွန်တော်ကတော့အဲ့ဒီခွန်နှစ်ဝမ်းကျင်းနဲ့နှစ်ကွက်တော့ထုတ်ပါနော်ကျွန်တော်ပြောတဲ့ကီးတွေကလည်းဖြစ်ရှင်ဖြစ်မယ်ခနာအချူထွက်ပြီးပေါ်မှာထွက်တဲ့ကီးနဲ့လည်းဖြစ်ရှင်ဖြစ်မယ်ညတော့နှစ်ကွက်တော့ထုတ်မယ်ကြိုက်ရင်လာယူဟုတ်လားကြိုက်ရင်လာယူကြိုက်တဲ့ဆိုတော့သူညက်နေကိုလွဲနှစ်ကွက်မှန်နှစ်ကွက်နဲ့ပဲဖိုက်မယ်ဟုတ်လားညက်နေကိုတော့အခုဒီမနေ့ရထားလာပြီးပြန်မပါသေးခြင်းတော့အခုဆိုရင်ကျွန်တော်ဆိုရင် ပြန်နေတာနေညနေပိုင်းမှာ68 68နဲ့ပါတယ်ဟုတ်လားအော်မနေ့ကဆိုရင်လည်းမနက်ကောညာရောငါရောတုံညာရောပါတယ်ဟုတ်လားဒီမနေ့ဆိုရင်လည်း69နဲ့ထပ်ပါပြန်ပြီဟုတ်လားနော်ကဲအားလုံးပဲဒီဘက်မှာချိတ်ချုံနေမိဖအညက်နေကိုကျွန်တော်ပြောပြပါရစေခုနှစ်1ချင်းကို73တက်နေကပ်ပါလို့ပြောကြောင်းလိုက်မှာအဆင်ပြေပါနော်